ဧပြီလ26ရက်နေ့ကလေးကစခဲ့တဲ့မြန်မာ National League ဖလားဘောလုံးပြိုင်ပွဲတွေဟာဒီနေ့မှဆိုလို့ရှိရင်အုပ်စုပွဲစဉ်တွေအားလုံးပြီးလို့ Quarter Final အဆင့်ထိရောက်လာကြပြီဖြစ်ပါတယ်။ Quarter Final ပွဲစဉ်တွေကိုတော့ဇွန်လ16ရက်နေ့မှာဆက်လက်ပြီးတော့ရှင်းပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ Quarter Final အဆင့်ကိုဘယ်အသင်းတွေတက်ရောက်လာပြီးတော့ဘယ်အသင်းတွေကတော့အုပ်စုအဆင့်တွေပဲအိမ်ပြန်ခဲ့ရတယ်လဲဆိုတာနဲ့ပတ်သက်ပြီးအခုအစီအစဉ်မှာပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်ရှုကြဖို့လဲတိုက်တွန်းလိုက်ပါတယ်။ဒီနေ့မှာတော့ပြည်တွင်းမြန်မာ National League ဖလားဘောလုံးပြိုင်ပွဲတွေအကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်။အေဗီလာ29ရက်နေ့ကတည်းကစတင်ခဲ့တဲ့မြန်မာ National League ဖလားဘောလုံးပြိုင်ပွဲတွေကိုတော့ League 1ကအသင်း7သင်းအပါဝင် League 2ကအသင်း7သင်းနဲ့အသင်းပေါင်း20နဲ့ပါဝင် ရှင်ပြိုင်ကစားနေရလဲဖြစ်ပါတယ်။ဒီနေ့မှာတော့အုပ်စုပွဲစဉ်တွေအားလုံးပြီးဆုံးလို့ quarter final နဲ့အဆင့်ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ် quarter final မှာတော့လက်ရှိ champion အသင်းဖြစ်တဲ့ရှောင်းလိုက်တဲ့အသင်းကအုပ်စု A မှာတကုံပို့အသင်းနဲ့အတူနောက်ဆင့်ကိုတက်ရောက်သွားခဲ့တယ်လို့အုပ်စု B မှာတော့ရန်ကုန်နဲ့ AURY United အသင်းတို့ဟာ quarter final အဆင့်ကိုတက်ရောက်ခဲ့ပါတယ်။အုပ်စု C မှာတော့ Rakhan United အသင်းနဲ့ Hanover United အသင်းတို့တက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။အုပ်စု D မှာတော့ရတနာပုံနဲ့မြောက်ရီအသင်းတို့ quarter final အဆင့်ကိုတက်ရောက်လာနိုင်ခဲ့ကြပါတယ်။ပြိုင်ပွဲတွေမစခင်ကတည်းကကျွန်တော်တို့ထင်ထားတဲ့အသင်းတွေပဲ နောက်ဆင်ကိုတက်ရောက်လာခဲ့တာဖြစ်ပြီးတော့လီတူးကအသင်းတွေအားလုံးအုပ်စုအစည်းနဲ့ပဲအိမ်ပြန်ခဲ့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ထင်ထားတဲ့အသင်းတွေထဲမှာမဟာယူနိုက်တက်လိုအသင်းမျိုးကလည်းနောက်ဆင်ကိုတက်ရောက်လာမလားဆိုတဲ့မျှော်လင့်ချက်တွေရှိပေမဲ့နိပြကိုဇော်လင်းထွန်းရဲ့မဟာယူနိုက်တက်အသင်းကတော့ဒီနှစ်မှာကန်ဆိုးစွာနဲ့ပဲအုပ်စုအစည်းကနေပြီးတော့ကြော်ဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူးဒါကမဟာယူနိုက်တက်အသင်းဒီနှစ်ဘောလုံးရာသီပြင်ဆင်မှုအစိတ်အပိုင်းတွေရဲ့အားနည်းချက်တစ်ခုလို့ပဲပြောမှာဖြစ်ပါတယ် ဒီအချိန်လေးကိုမြန်မာနေရှင်နယ်လိအမှတ်ပေးဘောလုံးပြိုင်ပွဲတွေမစခင်မှာနိပြကိုဇော်လင်းထုံးအနေနဲ့ပြင်ဆင်သွားဖို့လိုအပ်တယ်လို့လည်းကြားဖြတ်ပြီးတော့ပြောချင်ပါတယ်။ဆိုတော့မဟာယူနိုက်တက်အသင်းနဲ့တူကချင်ယူနိုက်တက်ဒဂွန်စတာ ISB ချင်းလန်းတစ္ဆာအာမန်ရန်ကုန်ရိုင်းရဲ့စတဲ့အသင်းနေကတော့ဒီနေ့မြန်မာနေရှင်နယ်လိဖလားပြိုင်ပွဲမှာအုပ်စုအဆင့်ကနေပဲလက်ပြန်ခဲ့ရပြီလေဖြစ်ပါတယ်။ ကွာတာဖိုင်နယ်ပွဲစဉ်တွေကိုဇွန်လ16ရက်နေ့မှာစတင်တော့မှာဖြစ်ပြီးတော့ရှောင်းလိုက်တဲ့အသင်းကမြောက်ရီအသင်းနဲ့တွေ့ဆုံနေပြီးတော့မြောက်ရီအသင်းကိုလွယ်လွယ်ကူကူပဲကြိုဖျက်ပြီးအနိုင်ယူပြီးတော့ဆီမီဖိုင်နယ်ကိုတက်ရောက်သွားနိုင်မယ့်အခြေအနေတွေရှိပေမဲ့ကျွန်တော်တို့နာမည်ကြီးရန်ကုန်ယူနိုက်တက်အသင်းကတော့ဟန်တာရီယူနိုက်တက်အသင်းနဲ့တွေ့ဆုံနေပြီးတော့ဒေတာတွေမှာလည်းဒါပြိုင်ပွဲကောင်းအသင်းတွေတွေ့ဆုံနေလို့ပဲပြောမှာဖြစ်ပါတယ် ရန်ကုန်ယူနိုက်တက်အသင်းရဲ့နီးပြိုင်ဥကျော်ဒွန်းအနေနဲ့တစ်ဖက်ကဟန်တာရီယူနိုက်တက်အသင်းရဲ့ပြည်တွင်းမှာအကောင်းဆုံးနီးပြတွေတဲကတူလို့ပြောလို့ရတဲ့နီးပြကိုမျိုးမင်းထွန်းရဲ့နီးပြွာတွေနဲ့အတူဟန်တာရီကိုကြုံဖြတ်ပြီးတော့ဆင်းဖိုင်တွေကိုတက်ရောက်ဖို့အတွက်သူဘယ်လောက်ထိ လုံနိုင်မလဲဆိုတာကျွန်တော်စောင့်ကြည့်အောင်ပါဆိုတော့နီးပြဥကျော်ဒွန်းနဲ့ကိုမျိုးမင်းထွန်းတို့ရဲ့အပြိုင်မှု ပွဲစဉ်တပွဲလို့လဲမြင်ရပါတယ်နောက်တစ်ချက်က ဟာဒါရူ United အသင်းရဲ့နီးပြားကြီးကိုမျိုးမထွန်းအနေနဲ့တချိန်ကရန်ကုန် United အသင်းရဲ့နီးပြားချုပ်ဖြစ်ကင်တွယ်ကေဘူးပြီးတော့အခုဆိုရင်အသင်းဟောင်းကိုပြန်ပြီးတော့ရင်ဆိုင်ရမယ့်အခြေအနေလည်းဖြစ်ပါတယ်။ဆိုကိုမျိုးမထွန်းရဲ့ပြန်ပွဲတစ်ပွဲကိုချင်းကက်တဲ့ပုံစံမျိုးကြည့်မယ်ဆိုလို့ရှိရင် National League အမှတ်ပေးဘောလုံးပြိုင်ပွဲတွေမှာလည်းဒါဟန်တာရူ United အသင်းနေရန်ကုန် United အသင်းနဲ့တွေ့တဲ့အခါမှာအသင်းဟောင်းကိုပြန်လည်ရင်ဆိုင်ရတဲ့ကိုမျိုးမထွန်းနေနဲ့ ခါတိုင်းပွဲတွေနဲ့မတူဘဲနဲ့ပို့ပြီးတော့ရန်ကုန်ယူနိုက်တက်အသေးနဲ့တွေ့ဆုံတိုင်းတွေ့ဆုံတိုင်းမှာပို့ပြီးတော့အားထည့်တယ်ပို့ပြီးတော့ပြင်ဆင်မှုအားကောင်းတယ်ပို့အသင်းဟောင်းပြန်ပြီးတော့အနိုင်ယူချင်တာ ਉਹ ဒါသူ့ရဲ့စိတ်သက်မာကြုံမှုကျွန်တော်တို့မြင်တွေ့ရတယ်ဆိုတော့ဒီပွဲမှာလည်းပဲရှုံးထွက်ပွဲစဉ်လည်းဖြစ်တဲ့အတွက်ဒါကိုမျိုးမထွန်းအနေနဲ့အသင်းဟောင်းရန်ကုန်ယူနိုက်တက်အသင်းကိုနိုင်ယူဖို့အတွက်နည်းပြအကောင်းအနေနဲ့အကောင်းဆုံးချင့်ကပ်လာမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့နောက်တစ်ချက်က ရန်ကုန် United အတင်းကလက်ရှိအခြေအနေမှာဒီအသည်ပြင်ဆင်မှုတွေကစားမအင်အားစုဖွဲ့မှုတွေကြည့်မယ်ဆိုရင်နိပြကိုကျော်တွန်းရဲ့ဒီရန်ကုန် United အတင်းကဟန်တာရီရဲ့ဆန်တော့အဆအဆရရတာနေတဲ့အတင်းနဲ့ဖြစ်ပါတယ်။ဆိုတော့ဒီလိုအတင်းမျိုးကိုနိပြကုံမျိုးမထွန်းအနေနဲ့ကြော်ဖြတ်ပြီးတော့ဆင်းဖယ်နေကိုတက်ရောက်ဖို့ဆိုတာခက်ခဲတဲ့အရာတစ်ခုလို့ပြောရမှာပေါ့လေ။ဒါပေမဲ့ဘောလုံးကဘာမှမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့အတိုင်းပဲ ဟာတာရီယူနိုက်တက်အသင်းရဲ့စိတ်တဲ့မာကျောမှုတွေကိုကျွန်တော်တို့လက်ပြန်ဇွန်လ16ရက်နေ့မှာမြင်တွေ့သွားရမလားဆိုတော့စောင့်ကြည့်ရမှာပေါ့လေ။ဆိုတော့ဒီပွဲစဉ်ကနှစ်သင်းစလုံးအတွက်နောက်ဆင်ကိုတက်ဖို့အခွင့်အရေး50-50ရှိနေတာဖြစ်တဲ့အတွက်နေပြကုကျော်တို့ရဲ့ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့လည်းနိုင်ပြီးတော့ swing fan တွေကိုတက်ပါမယ်လို့ကျွန်တော်ကတတိချပြောလို့မရတော့ Hansa United အသင်းအနေနဲ့ကလည်းပဲ Young United အသင်းကို အနိုင်ယူပြီးတော့ဆင်းဖန်တွေကိုတက်ရောက်သွားဖို့ဆိုတာခက်ခဲတယ်ဆိုပေမဲ့ဘာမစိုးဖြစ်သွားနိုင်တဲ့အနေအထားမျိုးတွေရှိပါဒါကြောင့် quarter final ပွဲစဉ်မှာအကျိနေနဲ့ကြည့်ကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့ပြောရမှာဖြစ်ပြီးတော့နောက်ပြန်ညနေ3:00ခွဲမှာကျွန်တော်တို့စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့စောစောပြောတဲ့ Sheffield United နဲ့ Newcastle United ပေါ့လေ ောက်ရီတင်ကမာကြောတဲ့အတင်းတင်းဆိုပေမဲ့ရှောက်လိုက်တဲ့အတင်းနဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်တစ်စစ်နေတဲ့အတင်းနဲ့ဖြစ်ပါတယ်။တစ်ဖက်ကနိုင်ငံသားကစားသမားတွေကိုနိုင်ငံသားဂျပန်လူမျိုးနီးပြတော့ခေါ်ယူထားတဲ့တကယ့်ကို စနစ်တကျတိဆောက်ထားတဲ့တနည်းတဲ့တနည်းပူပူပြီးတော့ကောင်းလာတဲ့ရှောင်းနေတဲ့လူအတင်းကြီးမျိုးကိုရှင်နိုင်ဖို့ဆိုတော့မျိုးရည်အနေနဲ့ဘလို့မှမဖြစ်နိုင်ပါဘူး။ဒါကြောင့်ဒီပွဲစဉ်ကတေချာပေါက်ရှောင်းနေတဲ့အတင်း အနိုင်ရပြီးတော့ဆင်းဖန်တွေကိုတက်မယ်လို့ပြောလို့ရတဲ့ပွဲဆိုရင်လည်းမမှားပါဘူး။ဆိုတော့ quarter final မှာတွစ်ဆုံနေတဲ့အသင်းတွေကိုကြည့်မယ်ဆိုရင်ရန်ကုန်ကခက်ခဲမယ်။ရှောင်းနိုင်တဲ့လက်ရှိချန်ပီယံရှောင်းနိုင်တဲ့အသင်းအနေနဲ့နောက်ဆင်အတွက်လွယ်ကူမယ်။ပြီးတော့နောက်တစ်ခုကဒီရခိုင်နဲ့ AR United အသင်းဒီပွဲကလည်းကြည့်ကောင်းမယ့်ပွဲလို့ပြောရမှာပါ။ဆိုတော့ပေါ်တူဂီလူမျိုးနီးပြဒါစီဘာကင်တွင်နေတဲ့ရခိုင် United အသင်းအနေနဲ့ ဒီရဒီနိုင်ငံကျန်းစားကစားသမားတွေခေါ်ယူအားဖြည့်ထားသလိုအသင်းကိုအကောင်းဆုံးတိစောက်ထားပြီးတော့သူတို့ရဲ့အနီးကပ်ဆုံးရည်မှန်းချက်ကလီဖလားပြိုင်ပွဲမှာအောင်မြင်မှုရရည်အတွက်ပဲဖြစ်ပါတယ်ဒီရည်မှန်းချက်တွေအောင်မြင်ဖို့အတွက်အခုအုပ်စုဆင်ရနေ quarter final နဲ့အဆင့်ကိုခြေတလန်းလှမ်းနိုင်ခဲ့ပြီလို့ပြောရမှာပါ so quarter final မှာ ARL လို့မကြောတဲ့အသင်းတစ်သင်းကိုရင်ဆိုင်ပြီးတော့ semi final တက်ဖို့ဆိုတာရခိုင်အတွက်တော့ခက်ခဲပါတယ်ဆိုတော့တစ်ဖက်ကနိပြ ဥပပိုအောင်ကင်တွင်နေတဲ့ AR United အသင်းနေတချိန်ကမြမလက်ရွေးစင်ကစားမဟောင်းလက်ရှိမြမလက်ရွေးစင်အမျိုးသားအသင်းကြီးကိုကင်တွင်နေတဲ့နိပြချုပ်ကိုမျိုးလိုင်ဝင်ကင်တွင်ခဲ့ဘူးတဲ့အသင်းလည်းဖြစ်ပါတယ်သူကင်တွင်ခဲ့စဉ်ကတည်းက AR United အသင်းရဲ့ခြေစွမ်းပိုင်းကနိုင်လိုက်ရှုံးလိုက်နိုင်လိုက်ရှုံးလိုက်တဲ့မတိမကျင်ဖြစ်နေမှုအခြေအနေတွေမှာအခုနိပြကိုပိုအောင်ရဲ့လက်ထက်မှာလည်း AR ရဲ့အခြေအနေကကျွန်တော်တို့အားလုံးအားရကျေနပ်စရာကောင်းတဲ့ ခြေစွမ်းမျိုးတွေတော့မရှိသေးပါဘူးပြောရရင်တော့ ARE ရဲ့ရလက်နဲ့ခြေစွမ်းပိုင်းတွေကဒီနှစ်ဘောလုံးရာသီမှာလည်းမတည်ငြိမ်ဘူးလို့ပဲပြောရမှာပါဆိုတော့အုပ်စုအစ်စ်မှာလည်းအခုလိုပဲဒါနောက်ဆင့်ကိုတက်ရောက်လာတယ်ဆိုပေမဲ့ ARE ရဲ့ခြေစွမ်းပိုင်းတွေကိုကျွန်တော်တို့ကစိတ်ချရလို့မရသေးတဲ့အခြေအနေဖြစ်ပါတယ်ဆိုတော့ဟိုဒီလိုအသင်းနဲ့ဒီ Rakhine United လို့ဒီနိုင်ငံခြားသက္ကသမားတွေခေါ်ယူအားပြထားပြီးတော့တိုက်စီအကောင်နဲ့အသင်းနဲ့ ARE United အသင်းနဲ့ အနေနဲ့ရှင်ရမှာဆိုတော့နောက်ဆင့်တက်ဖို့တော့ဒါ EOD အနေနဲ့ခက်ခဲပါတယ်ဆိုတော့ရခိုင်နေနဲ့အနေငယ်အခွင့်အရေးတွေတားတယ်ဆိုပေမဲ့စောစောကကျွန်တော်ပြောခဲ့တယ်လို့ပဲဘောလုံးကဘာမှမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့အတိုင်းရခိုင် United အသင်းနေနဲ့အမှားတစ်ချက်လုံးမိတာနဲ့အဲ့ဒီပွဲမှာ EOD United အသင်းကို short တယ်လို့တော့မရပါဘူးဆိုတော့ဒီပွဲကအပြန်အလှန်အတွင်းကိုတွေနဲ့အကျိတ်နဲ့မြင်တွေ့သွားရမယ်ควอเตอร์ไฟနယ်ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ควอเตอร์ไฟနယ်မှာ စောစောပြောတဲ့ရန်ကုန်ဟန်တော်ရီဝရခိုင်အေရယူနိုက်တက်အတင်ဒီပွဲစဉ်တွေကတော့ကျွန်တော်တို့စိတ်ဝင်စားစောင့်ကြည့်ရမယ်ပွဲစဉ်တွေဖြစ်ဒီဘက်မှာကျွန်တော်မြန်မာ National League Plus ဘောလုံးပြိုင်ပွဲတွေအကြောင်းသုံးသပ်တင်ဆက်ပေးလိုက်ပါတယ်မြန်မာ National League ဖလားဘောလုံးပြိုင်ပွဲတွေရဲ့ Quarter Final ပွဲစဉ်တွေတော့ဇွန်လ17ရက်နေ့မှာရှင်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ် video ဘောလုံးပြည်တွင်းမြန်မာဘောလုံးပြိုင်ပွဲတွေအကြောင်းကို ဇက်တိုက်ဆိုသလိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို like and subscribe ပြုလုပ်ထားဖို့လိုသလို follow လုပ်ထားပြီးတော့အသေးပေး share ပေးတာလေးလုပ်ထားပေးစီခြင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်